ရွှေညောဣษาတေယမိဒီစေဂိုင်းတော်ဂိုင်းမြတ်ကြီးပညာအားခံယူထားကြသောယင်ညာညီကိုမောင်နှမများနေတကွမိတ်ဆွေများအလုံးပဲမင်္ဂလာပါခမကျွန်တော်ဒီနေ့ဝေမျှပေးသွားမယ့်အကြောင်းအရာလေးကတော့ဆရာနတ်စေရေးသားပြုစုထားသောမောသေးရှင်ဝိဇ္ဇတို့တပါးဤဂန္ဓာယီခီအပိုင်း16မှုံယီဝေဘုရဝါဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ခမအပိုင်း16မှုံယီဝေ ်ဘိုးတော်ဝါလှိုင်းလုံးများပေါ်ဝဲလူကလွန့်ကဖြင့်မျောပါသွားသည့်ပန်းစည်းကလေးသည်တီးထန်စွာရွာသွန်းနေသည့်မိုးရေများအောက်တွင်ပျောက်ကွယ်သွားလေ၏ကျွန်ုပ်၏အမြင်အာရုံမှပျောက်ကွယ်သွားခြင်းဖြစ်၏ခဏကြာတွင်တီးထန်စွာရွာသွန်းနေသောမိုးသည်တိတ်သွားလေ၏ကျွန်ုပ်နှင့်စိန်မှုမောင်းသည်ဖျားပေါ်မှစိတ်ကမ်းဘက်သို့ပြန်လာပြီးနောက်ဦးတောင်းတိုက်အားရှာဖွေရန်အတွက်စတင်ဆုံးသမ်းခြင်းများပြုကြ၏ ထို့သို့ရှာဖွေရာတွင်ပုံမထိရောက်စီရန်အတွက်အတူတကောရှာဖွေခြင်းမပြုဘဲကျွန်ုပ်တို့ဆရာတပည့်နှစ်ယောက်သည်တယောက်တနည်းအားစီခွဲ၍ရှာခဲ့ကြ၏ကျွန်ုပ်သည်ထိုနေရာအနီးတစ်ဝိုက်ရှိစိုက်ကားဆရာများအားဥတောင်းတိုက်အားတိမတိမေးမြန်း၏အားလုံးသည်မတိပါဟုဖြေ၏ဈေးသည်များအားမေးမြန်း၏မတိပါဟုဖြေကြ၏အနီးနားတွင်ဖွင့်ထားသောဈေးဆိုင်များအားမေးမြန်း၏၎င်းတို့မှလည်းမတိပါဟုပင်ဖြေကြ၏ တနုတ်သည်အငှားကောင်းမောင်းသူများအားလည်းမေးမြန်းခဲ့၏ထိုသူများအားလုံးမှလည်းမတိပါဟုပင်ဖြေခဲ့ကြလေ၏ထို့ကြောင့်ကျွန်ုပ်သည်ဥတောင်းတိုက်အားမိတို့မိပုံရှာရမိကိုစဉ်းစားရလေ၏ထိုအချိန်တွင် ကျွန်ုပ်တပီလေးစိန်မှုမောင်းသည်ကျွန်ုပ်ရှိရာသို့ပြေးလာနေသည်ကိုတွေ့ရ၏စိန်မှုမောင်းသည် ကျွန်ုပ်ထံရောက်လာသည့်အခါလွန်စွာမောပန်းနေသဖြင့်ရေတံဘူးဝဲကတိုက်ရသေး၏စိန်မှုမောင်းသည် အမောပြေးသွားသည့်အခါ ာစရိလှိုင်းကြီးလှေအောင်ဆိုတဲ့ဇကပုံကြားဘူးရဲ့ဟုတ်စားဟုကျွန်ုပ်အားမေးအေးကြားဘူးတာပေါ့ဘာလို့တော့ဟုကျွန်ုပ်ကပြောလိုက်တော့အခါတောင်ကြီးဖွားအောင်ဆိုတဲ့ဇကပုံရောကြားဘူးရဲ့ဟုတ်စားဟုမေးပြန်၏အေးကြားဘူးတယ်လေဘာဖြစ်လို့လဲဟုကျွန်ုပ်ကပြန်မေးရာကျွန်ုပ်ရောက်မေးကိုပြန်မဖြေပဲကြောက်တော့သူရှာရင်တွေ့ဖို့กว่าငါတပီရမင်းမင်းစုံစမ်းလို့ရပြီလားပြောစမ်းပါကွာမြန်မြန်ပြောမြန်မြန်ပြောဟုခက်လော်လော်မေးလိုက်၏ ်စိမ်မှုမောင်းသည်၎င်း၏မချိုမချင်းမျက်နှာဘေးကိုပြောင်းဆက်ဆက်လှုပ်ပြီးနောက်ယောက်ျားတကွန်လူရည်ကျွန်းကောင်းကင်တမို့ကျေကိုဆွလဲမလို့စရန်ရာမြေရန်တည်တဲ့ကြားဘူးရဲ့ဟုတ်စားဟုပြန်မေးပြန်၏စိမ်မှုမောင်းသည်ကျွန်ုပ်၏တပည့်သားဖြစ်မနေခဲ့ပါလင်၎င်း၏မျက်နှာအားကျွန်ုပ်ထိုးမိပြီးဖြစ်လိမ့်မည်ကဲစိမ်မှုမောင်းရဲ့ပြောစရာရှိတာသာမြန်မြန်ပြောစမ်းပါကွာဟုကျွန်ုပ်ကလောက်လိုက်ရာစိမ်မှုမောင်းကစောင့်နိုင်လျင်သခုံးမိအောင်နိုင်လျင်အကျိုးရှိလို့ ဆိုထားတယ်မဟုတ်လားရွှေဘိုးစီကြီးအချက်ချကြတီးမာတော့အကွက်ကြကြကမြည်ရပြီပေါ့အာစရိယေဟုကွန်မြန်လေ၏ကျွန်ုပ်သည်လွန်စွာ စိတ်တူလာပြီဖြစ်၏ထို့ပြင်လုံရင်းတော်မရောက်နိုင်ပေ စကားကိုမစီမဆိုင်ဝိဝိုက်ပြောနေသည့်စိန်မှုမောင်အားဆက်လက်တီးခံနိုင်စွမ်းမရှိတော့ပေထို့ကြောင့်ဒီမဲစိန်မှုမောင်မင်းနဲ့ငါဘယ်သူကဆရာလဲဟုဒေါသတန်ဖြင့်ငေါလိုက်၏ဆရာကဆရာပါဟုစိန်မှုမောင်က၎င်းကို၎င်းလက်ညှိုးထိုးပြ၍ ဖြစ်၏အေးဒါဆိုဘယ်သူကတပီလဲပြောစမ်းပါအောင်တပီကတပီပါဟုကျွန်ုပ်အားလက်ညှိုးထိုးကပြန်ဖြေ၏ကျွန်ုပ်သည်လွန်စွာဒေါသဖြစ်မိသည့်အလျောက်၎င်းဇဘဝရိုက်နေရန်လက်ဖြင့်ရွယ်လိုက်တော့မှစိတ်မှုမောင်းသည်ပြပြတလဲဖြစ်သွားတော်၏စိတ်မှုမောင်းသည်ကြောက်ရွံ့ဟန်ဖြင့်အနောက်သို့အနေငယ်ဆုတ်ပြီးနောက်စိတ်မဆိုးပါနဲ့အာစရိယအာစရိပင်ပန်းနေတာကိုသိလို့စိတ်ပြေလက်ပြောက်ဖြစ်သွားအောင်ဆလိုက်တာပါစိတ်မဆိုးပါနဲ့ဆရာရဲ့ တပည့်ရှင်ကိုတောင်းပန်ပါれဟုတောင်းပန်လေ၏ထို့နောက်စိန်မှုမောင်းသည်လမ်းမပေါ်သို့ရုတ်တရက်ထိုင်ချလိုက်ပြီးနောက်၎င်း၏လက်နှစ်ဖက်အားနရွက်အပေါ်တက်တဲ့ကောင်းပေါ်သို့တင်ကားလက်အုပ်ချလိုက်ပြီးနောက်ရင်းကောင်ဝါလူဒဲစုမကောက်ပွင့်တော်မူပြီးကြကုန်သောမြတ်စွာဘုရားရှင်အဆူဆူအား၎င်းအရိမတေယအစထား၍နောက်နောက်ပွင့်တော်မူကြမည်မြတ်ဗုဒ္ဓအဆူဆူအား၎င်းရေတွက်၍ငှာမစွမ်းသာသောပြည့်စေကဗုဒ္ဓအပေါင်းအား၎င်း အသင်အပေါင်းဂရိကတာအစဉ်အဆက်မပြတ်စတမ်းကျွတ်တန်းဝင်တော်မူကြကုန်သောကျမ်းနာရှင်သူမြတ်တို့အား၎င်းစကြဝဠာတိုက်တသောရှိနတ်ပြန်မှာအပေါင်းတို့အား၎င်း69ပါသော ထွက်ရပေါက်ဆရာတော်တို့ကိုအမှုပြုကာရှစ်တောင်းသောဝိဇ္ဇတို့ဆရာမြတ်တို့အား၎င်းအလိန်မူသားမဆောင် အကျွန့်တပိသားစိန်မှုမောင်က ရိုးရာအစင်မပြည့်ဥကောင်းထက်လက်ဆဲပြားရှက်ကာ ကရောကြီးကရောလိုက်ရပါ၏ဤကောင်းမှုကုသိုလ်ကံသည်မြန်စွာမနေဆရာနတ်စေဤဒေါသဘေးမှကင်းလို့သည်ဖြစ်သောဖြစ်ပါစေသောဖြစ်စေသောဟုအတန်ဒီအတန်တော်ဖြင့်ဆွဲဆွဲငင်းငင်းပြုဆိုကာရှင်းခိုးလိုက်လေ၏ထိုချိန်တွင်ကျွန်ုပ်တို့အနိမ့်၌အခြားသူများလည်းရှိနေသည်ဖြစ်ရာကျွန်ုပ်နှင့်စိတ်မှုမောင်းအားပြုံးစီစီဖြင့်ကြည်ကြလေ၏ကျွန်ုပ်သည် လွန်စွာရှက်မိသောကြောင့်ထိုနေရာမှတုတ်ချီခြင်းကထွက်လာရလေတော့၏ ့ဩနောက်ကြက်မပြည့်ရှာသောစိန်မှုမောင်းအားနောက်နောက်အပြင်ထွက်သည့်အခါတိုင်းခေါမလာမိစီရန်ဆုံးဖြတ်လိုက်၏ယခုပင်ထိုနေရာ၌စိန်မှုမောင်းအားခြံထားခဲ့ရန်စဉ်းစားမိ၏အလိုက်ကန်းစိုးမသိရှာသောစိန်မှုမောင်းသည်ကျွန်ုပ်ရဲ့နောက်မှအပြေးတစ်ပိုင်းလိုက်လာပြီးဆရာဆရာဦးတောင်းတိုက်ရှိတဲ့နေရာကိုကျွန်တော်သိပြီဟုလမ်းဩပြောရာ ခတ်သွက်သွက်လှမ်းနေသောကျွန်ုပ်၏ခြေလမ်းများသည်တုံငနေတန့်သွားရလေ၏ကျွန်ုပ်သည်၎င်းအားရက်ဆောင်လိုက်ပြီးနောက် ်သေချာနားထောင်စမ်းစိတ်မှုမောင်းဒါနောက်ဆုံးအကြိမ်သတိပေးခြင်းတော့အပူစာရာတခုံးမှထပ်မပါစေနဲ့လူရင်းကိုတိုးတိုးတုတ်တုတ်ပြောဟုခတ်ထန်ထန်သတိပေးလိုက်ရာဟူနာကတရတိရောက်တဲ့ကလေးမကိုဥတောင်းတိုက်ကိုတီလာလို့မေးကြည့်တော့တီတယ်တဲ့ဒီလန်အတိုင်းရန်ကုန်ဘက်ကိုပြန်ထွက်ရမယ်တဲ့ညာဘက်ကခွေခွေချင်းဓာတ်စီဆိုင်ဘေးကလမ်းကိုဝင်သွားရင်လမ်းအဆုံးကတိုက်ဟာဥတောင်းတိုက်လို့ပြောတယ်ဆရာဟုဝမ်းသာအားရဖြေလေဤ ထိုစကားကြောင့်ကျွန်တို့ဤရှင်နန်းနိုင်လက်ကနေဖြစ်သွား၏လွန်စွာလေစိတ်လုံရှားမိ၏တို့ကြောင့်ဘုမူသေးကြစေရန်အတွက်မင်းဟာကတေးကြရလာစိန်မှုမောင်ရင်ဒီကိစ္စက အပြောင်အပြက်လုပ်ရမယ်ကိစ္စမျိုးမဟုတ်ဘူးနော်ဟု မေးလိုက်ရာတေးကြပါတဲ့အာသရီကျွန်တော်ကိုယ်တိုင်တိတိကျကျမေးခဲ့တာစိတ်ဒုံဒုံချလိုက် အာသရီဟု ပြန်ဖြေလေ၏ကဲတေးကြရဲဆိုရင်သွားကြည့်ရအောင်ကျွန်ုပ်ဒီစကားဆုံးသည်နှင့်ဥတောင်းတိုက်ရှိရာနေရာသို့ထွက်ခဲ့လေ၏ ကျွန်ုပ်သည်လာလန်အတိုင်းပြန်ထွက်ခရာမြားမချမီတွင် လိုင်းညာပဲချမ်းနိုင်ဓာတ်စီဆိုင်ဒီဇိုင်းအားတွေ့ရ၏ထို့ဓာတ်စီဆိုင်၏ဘေးကလျက်၌လမ်းသွေလေးလေးရှိရာကျွန်ုပ်မှအားတက်မိလေ၏ထို့လမ်းသွေလေးအတွင်သို့ချိုးဝင်၍မောင်းလာခဲ့ရာလမ်းဆုံ၌နှစ်ထပ်တိုက်တစ်လုံးအားတွေ့ရသဖြင့်ဒီတခါတော့ငါတပီကအဟုတ်သားဟုစိတ်အတွင်းမှချီးကျူးလိုက်ရ၏ကျွန်ုပ်သည်ထိုချံရှိ၌ကားကိုရက်လိုက်၏ခြံဝင်းအဝင်းတကားမှ ပိတ်ထားသဖြင့်အင်းရှင်တို့ရုတ်အင်းရှင်တို့ဟုကျွန်ုပ်မှဩခေါ်လိုက်၏သို့သောမိသူများထွက်မလာခြင်းထို့ကြောင့်ကျွန်ုပ်သည်အတန်ကိုပြည့်၍ဩခေါ်ပြန်၏မိသူများထွက်လာခြင်းမရှိပေထို့ကြောင့်ဤအင်ကြီး၌လူမှနေရလားဟုပင် တွေးမိလေ၏စိန်မှုမောင်းသည်စိတ်မရှိသည့်အလားပြို့ဥတောင်းတိုက်ပြို့ဥတောင်းတိုက်ဥတောင်းတိုက်နှင့်တွေ့ခြင်းလိုပါဟုပြောလိုက်ရာကက်လျက်အင်းရှိအမျိုးသမီးတဦးမှဩဟုတ်တယ်ဒါဥတောင်းတိုက် ဘာကိစ္စရှိလို့လဲဟုပြန်ဖြေသဖြင့်တနုံမှာလွန်စွာအတက်မိလေ၏ထို့ကြောင့်ဘုံမသေးကြစေရန်အတွက်အမကြီးခမဒီအိမ်ကတင်မောသားလုတ်ခဲ့တဲ့ဥတောင်းတိုက်အိမ်ဟုတ်ပါရဲ့နော်ဟုကျွန်ုပ်မှမေးလိုက်ရာထိုအမျိုးသမီးသည်ကြောင်တောင်တောင် ဖြစ်သွား၏ထို့နောက်ဥတောင်းကအမတို့ဦးလေးပါဟဲ့တခါမှတင်မောသားမလုတ်ဖူးဘူးမင်းတို့လူမားနေပြီထင်တယ်ဟုပြော၏ကျွန်ုပ်ကဥတောင်းတိုက်မဟုတ်ဘူးလားဒီလိုနာမည်မျိုးကရှားပါတယ်မာကြီးရဲ့မှတ်မားနိုင်ပါဘူး လွန်ခဲ့တဲ့တရက်နှစ်ရက်ကတောင်မန္တလေးမှာတွေ့ခဲ့သေးတာအမကြီးဦးလေးကယူနေတာလေဟုပြောလိုက်ရာထိုအမျိုးသမီးကြီးသည် အလွန်ဒေါသထွက်သွားပြီးနောက်ကျွန်ုပ်အားရန်တွေ့လေတော့ဤအမလေးတော့ရာရာဆဆငါဦးလေးကိုများယူနေတာတဲ့သူတော်ကောင်းဟဲ့ဘာမှမယူဘူးမန္တလေးလည်းမသွားဘူးဒီနေ့လာပြီနေမို့ဥပုပ်သွားစောင့်နာဟုစောင့်ကြည့်အောင်ကြီးပြောလေဤစိတ်မဆိုးပါနဲ့အမကြီးရဲ့ဦးတောင်းတိုက်ကြီးယူနေတာကျွန်တော်ကိုယ်တိုင် မန္တလေးမှာမြင်ခဲ့တာပါ ဖျားဆူးရစေဟုကျွန်ုပ်မှတောင်းပန်လိုက်၏ထိုအမျိုးသမီးသည် မျက်မှောင်ကျုပ်လျက်ဥတောင်းတိုက်ဟုတ်လားဘဲကဥတောင်းတိုက်လေငါဦးလေးကဥတောင်းဟဲ့ဥတောင်းနင်တို့ပြောတဲ့ဥတောင်းတိုက်မဟုတ်ဘူးဟုအော်ပြန်လေ၏ထိုအမျိုးသမီးရန်တွေ့တဲ့ကြောင့်ပတ်ဝန်းကျင်ရှိအိမ်များမှလူအချို့သည်ထွက်ကြည့်ကြလေ၏နို့စောစောကအမကြီးပြောတော့ဒီတိုက်ကဥတောင်းတိုက်အိမ်ဆိုဟုကျွန်ုပ်မှစောရကတက်လိုက်ရာအမလီကြံကြီးစီရတော့ဥတောင်းတိုက်အိမ်လို့မပြောပါဘူး ဥတောင်းရဲ့တိုက်ကျုံလီဥတောင်းပိုင်တဲ့တိုက်ဥတောင်းတိုက်လို့ပြောတာဟဲ့ဟုပြန်ပြောလေရာကျွန်ုပ်မှာငိုအပ်ထဲရေအားတန်ရသောအဖြစ်ကိုတွေးမိကဇက်ကြီးလဲမိတော်ဤမဟုတ်မလဲစိန်မှုမောင်အားယုံစားမိသည့်ကျွန်ုပ်ကိုကျွန်ုပ်ပြန်အပြစ်တင်မိလေဤထိုအမျိုးသမီးအားအကျိုးအကြောင်းရှင်းပြ၍နှုတ်ဆက်ကပြန်ခဲ့ရလေဤ အပြန်လန်းတလျှောက်တွင်စိန်ဘူးမောင်အောင်စကားတခွန်းမှမပြောပြပေပြောလိုစိတ်မရှိတော်ခြင်းဖြစ်၏ကျွန်ုပ်သည်ဘိုက်စားသလိုဖြစ်လာသဖြင့်အချိန်ကြည့်လိုက်ရာညနေ6:00နာရီထိုးကန်နေဖြစ်ကြောင်းသိရ၏ထိုအချိန်တွင်မိုးသည်တီးထန်စွာရွာလာသဖြင့်ဤဆိုင်ရာစားတော်ဆိုင်တဆိုင်၌ခိတရန်နာကညနေစာစားလိုက်၏စားတော်ပြီးသည့်တိုင်မိုးသည်တီးထန်စွာရွာစဲဖြစ်သောကြောင့်ကျွန်ုပ်သည်ထိုးဆိုင်၌2:00နာရီ3:00နာရီနီးပါထိုင်ခဲ့ရ၏ ့6နာရီဝင်းကျင်ကလေးကတဲတဲမဲမဲရွာခဲ့သောမိုးသည်9နာရီထိုးကနီးမှဆဲလေ၏မိုးဆဲသည်နှင့်ကျွန်ုပ်သည် အပြန်ခရီးအားစရပြန်၏မိုးရွာထားသည့်အပြင်ည9နာရီကန်ရှိနေပြီဖြစ်သဖြင့်လမ်းမပေါ်၌ကားတစီးတလီများမရှိအောင်ရှင်းနေလေ၏ထို့ပြင်လျှက်စစ်မိများပြက်နေသည်ဖြစ်ရာပဝင်းကျင်တစ်ခုလုံးမဲမောင်နေလေ၏ကျွန်ုပ်သည်တနအီကျော်မြမောင်းပြီးသည့်တိုင်တန်လျင်မြေကုတရသို့မရောက်သေးသဖြင့်အနှဲငယ်တန်တရားဝင်လာ၏ ထို့ကြောင့်ကာယကစင်းကြည့်သောအခါလမ်းမဘေးတစ်ဖက်တစ်ချက်၌လူနေအိမ်များမတွေ့ရပဲလေခွင်းပြင်များသာ တွေ့ရသဖြင့်လမ်းမလာပြီဖြစ်ကြောင်းသိရလေ၏မိုးရွာနေသည့်အပြင်လျှက်စင်မိများပြက်နေသောကြောင့်တဝင်းချင်းအားတဲခွဲစွာမမြင်ရသဖြင့်မေးမြန်းရန်ခက်ခဲနေပြန်၏တို့ချင်းတွင်လမ်းအရှိဘက်ခက်လန်းလန်း၌လက်နေဓာမီအလင်းရောင်တစ်ခုအားလက်ကနေလှမ်းမြင်လိုက်ရ၏ထို့ကြောင့်ကျွန်ုပ်သည်မိသည့်နေရာရောက်နေကြောင်းမေးမြန်းစုံစမ်းရန်အတွက် အလင်းရောင်ထွက်ပေါ်လာရသောမောင်းသွားလိုက်၏ထိုလက်နေဓမ္မီအလင်းရောင်ရှိရသောရောက်သောအခါအသက်30ခန့်အမျိုးသမီးတဦးနှင့်ငါးနှစ်အရွယ်ကလေးငယ်တဦးကတွေ့ရလေ၏၎င်းတို့နှစ်ဦးမှာတကူလုံးမိုးရင်များဖြင့်ရွှဲရွှဲဆိုလျက်ကလေးငယ်မှာခက်ခိုက်တုံအောင်ချမ်းနေသည်ကိုတွေ့ရ၏ကျွန်ုပ်မှကာရကမှန်ချင်အားဖွင့်လိုက်ရာအကိုကြီးကဲနိုင်ရင်ကဲကြပါအောင်ကျမယောက်ျားပိုးထီသွားလိုပါရှင်းဟုထိုအမျိုးသမီးငယ်မှာပြောဆိုကရှိုက်ကြီးတငင်ငိုချလိုက်လေ၏ ဒါကတော့ဆရာနှစေးရေးသားပြုစုထားသောမော်သေးရှင်ဝိဇ္ဇရတပားဤဂန္ဓာဤခီအပိုင်း16မှုံဤဝေဘိုးတော်ဝါဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးခဲ့တာပဲဖြစ်ပါရခင်ဗျာ